ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Paris Saint-Germain အသင်းရဲ့ Morocco နောက်ခံကစားမ Ashwa Hakimi ကတော့2025ခုနှစ်အာဖရိကတိုက်ရဲ့အကောင်းဆုံးဘောမဆုကိုရရှိခဲ့ပါတယ်။အဓိကပြိုင်ဘက် Mohamed Salah နဲ့ Victor Osimhen တို့ကိုကျော်ပြီးတော့ဒီစုကိုရရှိခဲ့တာဖြစ်ပြီးသမိုင်းတစ်လျှောက်မှာတော့ဒုတိယမြောက်နောက်ခံကစားမအဖြစ်1983ခုနှစ်က ဘော့စဝါနာရဲ့ကစားမရှိကရရှိခဲ့တဲ့နောက်ပိုင်းမှာဒုတိယမြောက်နောက်ခံလူဖြစ်ဒီစုကိုထိုက်တန်နဲ့ရရှိခဲ့တာလည်းဖြစ်တယ်။တစ်ဖက်မှာတော့ရောဘတ်တိုမာတီနက်စ်က2026ကမ္ဘာပလာပြိုင်ပွဲဟာပေါ်တူဂီအတွက်တခုတည်းသောခြံရှိတဲ့နိုင်ငံသားစုဖလားဖြစ်ပြီးတော့ဒီအတွက်အဝင်းစင်တဲ့ကလပ်သင်းကကစားမတွေအားလုံး motivation အပြည့်နဲ့ကမ္ဘာဖလားကြီးကိုရယူဖို့ဆန္ဒပြဝလဲရှိပြီးတော့စိတ်ဆန္ဒပြင်းပြနေကြတယ်လို့ ဖော်ပြထားပါတယ်ပြည်သိလူဝိစီအသင်းရဲ့ဒီပြဒီဒီဒေရှုံကကမ္ဘာဖလားပြိုင်ပွဲပြီးမှလူဝိစီအသင်းကနှုတ်ထွက်ဖို့သဘောတူထားပြီးဖြစ်တယ်တကယ်လို့ပြည်သိအသင်းချန်ပီယံဖြစ်ခဲ့ရင်တော့မှဒေရှုံကလူဝိစီအသင်းနဲ့လောက်ခွဲဖို့စဉ်းစားထားတဲ့အတွက်ဇီနီဒီဇီတန်ကအဲ့ဒီနေရာကိုရယူသွားမှာဖြစ်ကြောင်းပြည်သိနာမည်ကြီးလက်ခီသတင်းစာကဖို ပြထားတဲ့တစ်ဖက်မှာ Real Madrid အသင်းရဲ့အသက်22နှစ်ရွယ်ရှိတဲ့လူငယ်ကစားမ Gonzalo Garcia ကို Brighton အသင်းကခေါ်ယူဖို့ကြိုးပမ်းလည်းရှိတယ်။ Brighton အပါဝင် Premier League က Leeds United, Sunderland နဲ့ Club အသင်းအများစုကစိတ်ဝင်စားလည်းရှိပြီးတော့ Gonzalo Garcia ကလည်း ဝက်ထက်ကစားကွင်းရမယ့်အသင်းကို ပြောင်းဖို့ဆန္ဒရှိကြောင်းဆိုတာပါ Real Madrid အသင်းရဲ့ဒဏ်ခံရကစားမတွေတဲက Antonio Rudiger, David Alaba အပါဝင်အခု Elder Militao နဲ့ကစားမတွေအများကြီးဒဏ်ရာနေတဲ့အချိန်မှာ Madrid အနေနဲ့ခန်းစစ်ပြဿနာကတော့ခေါင်းဆဆရာဖြစ်ကြောင်းနဲ့ Raul Asensio တို့အခွင့်အရေးရှိမှဖြစ်ကြောင်းနီးပြအလွန်ဆိုက ပြောချလိုက်ပါတယ်ဘာဆိုနာတင်းကတော့လက်ချန်ချန်ပီယံလိပွဲစဉ်ရဲ့နောက်ဆုံးနှစ်ပွဲကိုဒါ Spotify Camp Nou မှာကံသွားဖို့ရှိတယ်သူတို့ရဲ့အိမ်ဝေးပွဲစဉ်နှစ်ပွဲအဖြစ် iTran Frapper နဲ့ပွဲစဉ်ရဲ့ပြီးတော့မှ Covid Hiking နဲ့ပွဲစဉ်အပါအဝင်ဒီပွဲစဉ်နှစ်ပွဲကိုသူတို့ရဲ့ Queen Tit 4500ရှိမဲ့ Spotify Camp Nou မှာကံဖို့ဥရောပဘောလုံးပွဲချုပ် Unify ချီကနေအတီးပြုရယူထားပြီးဖြစ်ကြောင်းဖော်ပြထားတယ်လာမင်ယမားကသူ့ရဲ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာရောအဲကလစီကိုရှုံးနေခဲ့ပြီးမှဘောလုံးကိုပဲအာယုံစူးဆိုင်မှုအပြည့်နဲ့အကောင်းဆုံးပုံစံမျိုးနဲ့သူ့ကိုပြန်လည်တွေ့ရမယ့် version ကိုသူစွမ်းကုန်ကြိုးပမ်းလေးရှိချောင်းဆိုထားတယ်စပိန်လူရင်းစင်တင်ကပါနှုတ်ထွက်ထားတဲ့ဂျမတယောက်ဒါမနစ်ကခြေစွမ်းမျိုးပြန်လည်ပြသဖို့အတွက်ပြင်မှတ်ထားလေးရှိချောင်းဆိုပါတယ်အက်တလတီကိုမတ်တွေ့တဲ့ရဲ့နော်ဝေးတိုက်စစ်မှုအာလစနာဆာလိုတယောက်ရာဒီကောမကလကလမ်းခွဲသွားပွဲရှိတယ်ဒါဟူလီယန်အေဗရက်စ်ရဲ့အရန်ဖြစ်နေတဲ့အတွက်ကြောင့် ဒီကိုကနေလမ်းခွဲဖို့ပြင်ဆင်လျက်ရှိပြီးတော့ဇန်နဝါရီကာလမှာပဲအသင်းကထွက်ခွာဖို့ဆန္ဒအပြေးဝါရှိကြောင်းဆိုထားတယ်။ဘိုရီရှားဒေါ့မန်ရဲ့တောင်ပန်ကစားမခီရင်အာဒီယမီကိုအင်တာမီလန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်နှစ်သင်းစိတ်ဝင်စားကြောင်း Sky Germany ကဖော်ပြထားပါတယ်။ အသက်23နှစ်ဝယ်ရှိတဲ့ဒီသားမကိုလက်ရှိအနေထားရဂျာမန်မီဒီယာတွေရဲ့ပေါ်ပြချက်အရကလပ်သင်းအချို့ကမ်းလှမ်းထားပြီးတော့2029မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက်ဒေါ်မန်ကသူ့ကိုရောင်းချရဖို့ရှိတယ်။အာစနယ်သင်းကဘခါယိုဆာကာကို2030ခုနှစ်တည်သက်တမ်းတိုးဖို့သဘောတူလိုက်ပါပြီ။မကြာမီတရားဝင်အပြီးသတ်မှာဖြစ်ပြီးတော့24နှစ်ဝယ်ရှိတဲ့အာစနယ်ရဲ့တောင်ပံကစားမလေးကတပတ်ကိုလာစာ2သိန်းခွင်နဲ့3သိန်းကြားလာစာပုံမြင့်ရရှိမှာဖြစ်တယ်။အာစနယ်နေနဲ့တစ်ဖက်မှာလည်း င်းမတွေ့ရဲ့တောင်ပန်ကစားမရူဒရီဂိုကိုသဘောကျလေရှိတယ်ဒီစားမကိုယူရို360လောက်နဲ့ခေါ်ဖို့ဆန္ဒရှိပြီးလက်ကျန် performance ခြေစွမ်းနဲ့အောင်မြင်မှုပေါ်မူတည်ပြီးနောက်ထပ်20ထပ်ပေးမဲ့သဘောတူညီမှုနဲ့ခေါ်ယူဖို့ကြိုးပမ်းပွဲရှိကြောင်းဆိုပါတယ်အာစနယ်အသင်းနေနဲ့အန်တွန်ဆမန်ညိုကိုခေါ်ယူမှုမှာတော်တော်လေးစိတ်ဝင်စားလေရှိကြောင်းဖော်ပြလေရှိတယ်ကစားမကိုတိုင်ကလည်းအာစနယ်ဘေးတက်တယောက်ဖြစ်တဲ့အတွက်မီကယ်အာတီတာကလာမယ့်နွေရာသီမှာထွက်ခွာပွဲရှိတဲ့ထရော့ဆော့နေရာမှာအစားထိုးဖို့ယူဝေထားတဲ့အတွက်ကြောင့် အန်ထရန်စမန်ယူကိုစိတ်ဝင်စားနေကြောင်းဆိုထားပါတယ်။မိုဟာမက်ဆာလက်စ်ကမနီကာအာဖရိကဖလားပြိုင်ပွဲရဲ့စူပေးပွဲကိုမတက်ရောက်ဖို့ဆုံးဖြတ်ခဲ့တယ်။တလက်စာထဲမှာပဲအာဖရိကဘောလုံးပွဲကျုပ်နဲ့တောင်းရှိသူတွေကသူ့ကိုဆက်သွယ်ထားခြင်းမရှိတဲ့အတွက်ကြောင့်ဒီစုကိုသူမရဘူးဆိုတာသိကြတဲ့အတွက်ကြောင့်မတက်ဖို့ဆုံးဖြတ်ချက်ချခဲ့ကြောင်းဖော်ပြထားပါတယ်။လီဗာပူးအသင်းကအခုလက်ရှိမှာအန်ထရန်စမန်ယူအပါဝင်အခြားတောင်းပန်ကစားသမားတွေကိုတောက်လျှောက်ကြည့်နေတယ်။သူတို့အနေနဲ့ဆာလက်စ်နဲ့မှာရည်ရှိအစားထိုးနိုင်မဲ့ကစားသမားတွေကိုတောက်လျှောက်ကြည့်နေရင်လည်း และชินิทายานลิปามุอตติงกา ဆမန်ညိုရဲ့မိုက်ခဲအလီဆေးနဲ့ကစားမ၄ယောက်လောက်တာဂက်ထားဆဲဖြစ်တယ်။အီဘရာဟီမာခနာတီနဲ့လီဗာပူးကြကွန်ထရက်ကိစ္စကရှုပ်ထွေးနေဆဲဖြစ်တယ်။တချို့ report တွေမှာလီဗာပူးကတက်တန်းတိုးဖို့ကမ်းလှမ်းနေတချို့ report တွေမှာကမ်းလှမ်းထားခြင်းမရှိကြောင်းဖော်ပြထားတဲ့အချိန်ကစားမကိုယ်တိုင်ကရယ်မထွေးနဲ့လီဗာပူးအသင်းရဲ့တက်တန်းတိုးမှုကိုစောင့်မျှော်နေရင်သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ချက်ချသွားဖို့ရှိတယ်။ချက်စီသင်းကဝါရင်နောက်ခံလူဟောင်းအန်တိုနီယိုဘူရီကာကိုတကြော့ပြန်ခေါ်ဖို့ဆန္ဒရှိနေတယ်။ချက်စီသင်းကဒီ2020 2022ခုနှစ်မှာအသင်းကအလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်သွားတဲ့ရူဒီကာကို 35နှစ်အရွယ်မှာပြန်ခေါ်ကျင်နေတာဖြစ်တဲ့အဓိကကတော့အတွေ့အကြုံလိုအပ်တဲ့ Chelsea ရဲ့ခံစစ်မှာ Thiago Silva လို့ပုံစံမျိုး Antonio Rica ကို Chelsea ကပြန်ပြီးတော့ခေါ်ဖို့စိတ်ဝင်စားလျက်ရှိတာပါ Chelsea ရဲ့ကိုယ်သမား Philip Jorginho တယောက်ယာတီကုန်းမှာလမ်းခွဲဖို့ဆုံးဖြတ်ထားပါတယ်ဘောထုတ်ခွင့်မရဘဲအရန်ဖြစ်နေတဲ့အတွက် Jorginho ကအသင်းအစ်ကိုရှာဖွေပြီးတော့လမ်းခွဲသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုထားပါတယ် Chelsea အသင်းဘက်က Moises Caicedo ကိုတတ်တန်းတိုးမဲ့ကိစ္စအရှိန်ဟုန်မြင့်ဆောင်ရွက်နေရှိတယ် မကြမီမှာသဘောတူညီမှုရနိုင်ဖို့ရှိပြီးတော့ချယ်ဆီအနေနဲ့ခိုင်စီတို့ကို2031ကနေ2033ထိနောက်ထပ်နှစ်နှစ်ထပ်တိုးဖို့ပြင်ဆင်နေတာပါမန်ချက်စတာယူနိုက်တက်ရဲ့နောက်ခံလူလီဆန်ထိုမာတီနက်စ်ရောက်ကြက်ခိုင်မှုပြေဝပြီးဖြစ်တဲ့အတွက်ဒီတစ်ပတ်အတွင်းယူနိုက်တက်ကမ်ပဲပွဲစဉ်အတွက်အပါဝင်နိုင်ဖို့ရှိကြောင်းဖော်ပြထားတဲ့ Fabrizio ရဲ့ report ရ ACL တန်အကြောင်းကာလရှည်ကြာနာနေတဲ့မာတီနက်စ်ကအသေးနဲ့တူပြန်လည် လာပြီးဖြစ်ပြီးတော့မကြမီကစားပေးနိုင်တော့မှဖြစ်ချောင်းဆိုပါတယ်မန်ယူနိုက်တက်ကဘန်ဂျမင်ဆက်စကိုရဲ့တံရဟာတလတာအများဆုံးနားရဖို့ရှိချောင်းအတီးပြုတ်လိုက်တယ်ဒီလီမေးရဲ့အဆိုရယောစကိုက်စ်ပိုးရဲ့အဆိုရဒူရန်ရရှိသွားတဲ့ဘန်ဂျမင်ဆက်စကိုကိုယူနိုက်တက်အနေနဲ့တလလောက်တော့ဆုံးရှုံးရမှာဖြစ်တဲ့အတွက်ကြောင့် အခြားတိုက်စီမှုတယောက်ခေါ်ယူသွားဖို့ဟူတော့သူတို့ဘက်ကစီစဉ်ထားခြင်းမရှိကြောင်းဆိုထားပါတယ်။ Manchester United အသင်းအနေနဲ့အခုလောလောဆယ်အနေထားရ Ruby Amorim ကကစားမသည့်ခေါ်ယူဖို့ဆန္ဒရှိနေပေမဲ့ကလပ်ဘက်ကနိုယာဒီဈေးကွက်ကိုပဲဥတီဖို့ရည်ရွယ်ထားတယ်။ Manchester United ကအစောပိုင်းတုန်းကကွင်းလေတယောက်ခံစစ်နဲ့အခြား position တွေကိုစိတ်ဝင်စားလေရှိပေမဲ့လက်ရှိအနေထားရစာချုပ် recruit တွေအဆိုရဆိုရင် ဝီယာတီမာတာယူနိုက်တက်အပြောင်းရွှေ့ကားပို့ပြီးဖြစ်လာနိုင်ခြေရှိကြောင်းဖော်ပြထားပါတယ်။ Tottenham Hotspur ရဲ့မိပြ Thomas Frank က Ivan Toney ကိုမရမက ခေါ်ယူပေးဖို့တောင်းဆိုထားတယ်။အသက်29နှစ်ဝယ်ရှိတဲ့ဒီကစားမကို Spa ကိုတိုင်ကကာရာရှိကြစာချုပ်ချုပ်ချင်တာဖြစ်တယ်။ Ivan Toney ကစပါအသင်းမှာဒီပြဖြစ်လာတဲ့ Thomas Frank နဲ့ Brentford မှာတည်းကလက်တွဲညူတဲ့သူဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိမှာ ထိုနီကိုတကြောပြန်ခေါ်ဖို့လုပ်နေတယ်။ Ivan Toni နဲ့တကယ်လို့သူ Premier League ကိုဇန်နဝါရီကာလမှာပြောင်းရွှေ့ချင်ရင်တော့လာစာရှော့ချပြီးပြောင်းဖို့ရှိပြီး Spa ကသူ့ကိုဆက်သွယ်မှုပြုလုပ်ထားတဲ့အသင်းတွေကတသင်းဖြစ်ပါတယ်။တချိန်တည်းမှာပဲ Tottenham Hotspur က Real Sociedad ရဲ့ဂျပန်တောင်ပံကစားမခူဘူရဲ့အပြောင်းရွှေ့ကိစ္စကိုစောင့်ကြည့်နေသေးပါဒီလာမာလေးကရော်ဂျီစာချိုပေါင်52တန်းယူရိုတန်း60တိရှိပြီးတော့ Tottenham ကသူ့ကိုလည်းခေါ်ဖို့ဆန္ဒရှိနေတယ်အထူးသဖြင့် Dejan Kolarovski ကလာ ရှိချထံရောက်လို့ Steven Bathwaite နဲ့နောက်တစ်ဖက်က Lucas Belfort တို့ရဲ့ဒဏ်ရာပြဿနာတွေကြောင့်ခုဘူးကိုသူတို့ဘက်ကစိတ်ဝင်စားလို့ တန်း52တန်းထိ300ပွဲရှိကြောင်းဆိုပါတယ်ဘန်နာရူဆူပါကယာတီကိုမှာမန်ချက်စတာစီးတီးနဲ့လမ်းခွဲမှာပါစာချုပ်သက်တမ်းထပ်တိုးဖို့ထက်စီးတီးနဲ့လမ်းခွဲဖို့အချိန်ကြာလာသလိုဘန်နာရူဆူပါကိုယ်တိုင်ကလည်းသူ့ရဲ့ကလပ်ဟောင်းဘန်ဖီကာအပါဝင်ဂျူဗန်တက်စ်နဲ့တစ်ဖက်ကဆိုရီယာလီဗီယာလိကလပ်တင်းတွေကသူ့ကိုစိတ်ဝင်စားနေပြီးတော့စီးတီးရဲ့ကပ္ပတိန်ကယာတီကိုမှာကလပ်နဲ့လမ်းခွဲမှာဖြစ်ပါတယ်မန်ချက်စတာစီးတီးကဖီလ်ဖိုဒန်ကိုသက်တမ်းထပ်တိုးဖို့ဆွေးနွေးနေပါပြီ2029မှာစာချုပ်သက်တမ်းကိုဆုံးမဲ့ဖိုဒန်ကို CD ဘက်က2030ခုနှစ်တရှိမဲ့နောက်ထပ်3နှစ်သက်တမ်းထပ်တိုးဖို့ကြိုးပမ်းနေသလိုလောကလာစာကူပါတိုးပေးသွားပွဲရှိကြောင်းဖော်ပြထားတယ်။တစ်ဖက်မှာတော့မန်စီးတီးရဲ့နောက်ခံလူနေသန်အခေတရာအသင်းမှာပွဲထွက်ခွင့်မရတဲ့အတွက်စိတ်ပြက်လည်းရှိပြီးတော့အသင်းနဲ့လမ်းခွဲဖို့ဆန္ဒရှိနေတယ်။ဒီလီမေးရဲ့အဆိုအရ အခေကိုလိုချင်တဲ့အသင်းအချို့ရှိတယ်ပရီးမီးယားလိဂ်ကလပ်တွေစိတ်ဝင်စားနေတယ်အခေဟာဒီယာတီမာဂွာဒီယိုလာအသင်းရဲ့အရန်ဖြစ်ကစားနေရတာဖြစ်ပြီးတော့သူ့အနေနဲ့ဒါပွဲထွက်ခွင့်မရတဲ့အတွက်အသင်းပြောင်းဖို့ဆန္ဒရှိနေတာဖြစ်တယ်ဒီလီမီရဲ့အဆိုအရဆိုရင်တော့မန်ချက်စတာစီးတီးကအခေကို အနည်းဆုံးပေါင်တန်း30လောက်တာဂက်ထားပြီးအဲ့ဈေးရမှပဲထွက်ခွာခွင့်ပြုဖွယ်ရှိကြောင်းဆိုထားပါတယ်။ဖူဟန်အသင်းကလည်းဖျားရိများနေတဲ့သူတို့ရဲ့နီးပြမာကိုဆေးပါကိုတက်တန်းထတ်တိုးမှာပါ။ရာဒီကုံမာဆာချူတက်တန်းကုံဆုံးပဲမာကိုဆေးပါကိုဖူဟန်က အနည်းဆုံးနောက်ထပ်နှစ်နှစ်နဲ့သုံးနှစ်ကြာတက်တန်းထပ်တူးသွားမှာဖြစ်ကြောင်းဆိုပါတယ်ကာလရှည်ကြာပွဲပယ်ပြစ်တံရဲ့ဒဏ်ရာပြဿနာတွေကြောင့်အနားယူနေရတဲ့ဖိုးဖိုးပါတယောက်ဒီတစ်ပတ်ကံမဲ့မူနာကိုပြင်သစ်လိပွဲကိုပါဝင်နိုင်တော့မှာဖြစ်တယ်2023ခုနှစ်မှာဂျူဗန်တက်စ်ကိုပြောင်းရွှေ့လာတယ်20နှစ်တည်းကပြောင်းရွှေ့လာပြီးဒဏ်ရာပြဿနာတွေတောက်လျှောက်ဖြစ်နေတယ်အိုက်ကာဒီမာစီ23မှာတာမစ်စီကြာလို့၄နှစ်လောက်ပွဲပယ်ခံရရာကနေအယူခံဝင်ခဲ့ပြီးနောက် ဖို့ပါကအခုလက်ရှိမှာမူနာကိုအသေးအတွက်ကစားပေးဖို့အတွက်ကြက်ခိုင်မှုပြေဝလာပြီဖြစ်ပြီးသူတို့အချိန်တော်ကြာပွဲပယ်ခံရမှုကနေပွဲထွက်ခွင့်ရဖို့အတွက်ပြန်ကောင်းလာပြီဖြစ်ကြောင်း ကလပ်ဖက်ကအတည်ပြုကြေညာထားပါတယ်။တစ်ချိန်တည်းမှာပဲဒါ Newcastle United အသင်းကဆန်ထူထူနာလီကိုတတ်တန်းထတ်တိုးဖို့အပြင်သူတို့အသင်းရဲ့ဒါနောက်ခံကစားမတွေတဲက Seven Boatman နဲ့အခြားကစားမတွေကိုလည်းတတ်တန်းထတ်တိုးဖို့လုပ်နေတယ်။အထူးသဖြင့် Seven Boatman ကိုကာလာရှိချာတတ်တန်းတိုးမှာဖြစ်ပြီးတော့တောက်တန်၅နေရွယ်ရှိတဲ့နောက်ခံလူ Fabian Shaqo တို့နွေရာသီမှာလမ်းခွဲခွင့်ပေးပြီးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကြတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်